ရှေဖြူမြို့နယ်နပူလေဒေသမှာနှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီးစစ်သားရှေဦးဓမ္မနဲ့ဒေသောတဝဲမြို့နယ်မှာစစ်တပ်ကအင်အားညအကြောင်းနဲ့စစ်ကြောင်းတို့နဲ့တနင်္သာရီတိုင်းတဝဲကရိုင်ရှေဖြူမြို့နယ်နပူလေဒေသမှာနှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီးစစ်သားရှေဦးဓမ္မနဲ့ဒေသောခဲ့ကြောင်းရှေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ရေဘလာ၂၄ရက်နေ့မနက်၇နာရီခန့်ကရှေဖြူမြို့နယ်နပူလေဒေသလဲဆောင်ကျေးရွာချေတော်ရွာနေမှာတဝဲတူစီပွားရေးဆောင်သောစစ်ကြောင်းတို့လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးဘုမတပ်ဖွဲ့တွေကတိုက်ခိုက်ရမှာ ။မပြန်လည်ပြစ်ခတ်တိုက်ပွဲနဲ့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြ။ရှင်တိုက်ပွဲတွင်စစ်သားရှိတဲ့မင်းနဲ့တင်ဆောင်ကအများအပြားတိုက်ခိုက်တရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရေဖြူမြွနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့တဝဲပြည်သူ့လူမျိုးရေးတပ်တောင်းလကဆက်ကြောင်းတဝဲကံမတ်တဲ့တရင်ဒေါနာဆက်ကြောင်းတောင်းတက်ခွဲလေတက်ခွဲကြောင်းတဝဲခန့်ပြည်သူ့ကာကွယ်ရေးတပ်ဦး TGF နဲ့ကနေပြောက်ကြားတပ်ဖွဲ့နဲ့ရွှေပြည်လုံးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ရှေ့ပြုံပြုံနဲ့ပူပေါင်းမှာမိဘွယ်နေဖြင့်ဆရာနာရှင်စနေအမြင့်ပြတ်သည်တည်းတိုက်ခိုက်ခြင်းမုံသွားမည်ဖြစ်ပြီးစစ်ကောင်စီလောက်ကတပ်သားများအနေနဲ့လည်းပြည်သူလူထုနဲ့အများဆုံးပူပေါင်းပါဝင်ကြအသေးပေးတိုက်တော်မှာနေအလားတူတန်းတင်းတော်ရဲ့တိုင်တဝဲမျိုးကနေထိခိနေဆက်သောစစ်ကောင်စီတပ်ကအင်အား200ကျော်နဲ့စစ်ကြောင်းတို့နေကြ ဧပြီလလပိုင်းမှာစစ်တပ်ကအင်အားများစွာနဲ့တဝဲတီကီလန်တိုင်းနေဆက်ဘက်ကိုဥတည်စစ်ကြောင်းဒေါ်လာကြောင့်စစ်ကြောင်းသုံးခုခွဲပြီးမြို့ပေါ်လန်းနေတဲ့ဒေါ်လာများတွင်ဝင်ရောက်လာနေကြောင်းစစ်ကြောင်းတွေမှာလက်နက်ပြဆောင်ပါဝင်ပြီးလက်နက်ကြီးလည်းပါဝင်နေကြောင်းသိရပါတယ်။တဝဲမြို့နယ်တိဒါပြောဆင်စကန်ကိုဧပြီလ16ရက်နေ့မှာ KNL ဦးဆောင်တဲ့ဒေါ်လာရင်တက်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရင်းခဲ့သောစစ်တပ်ကစစ်ကြောင်းဒေါ်လာခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့လာရှုနဲ့ဒီဘောမြို့နယ်ဆက်မှာ SSB နဲ့ MNDO ကြားတိုက်ပွဲဖြစ်ပွားမှုနှစ်ဘက်ပေါ်အစဉ်တွဲဆောင်မှုဖြစ်ရှင်မျိုးစုံ ရှမ်းပြည်နယ်မြောက်ပိုင်းလာရွှေနယ်တီဘောမြို့နယ်ဆက်မှ HSPB နဲ့ MND တို့ကြောင့်တိုက်ပွဲဖြစ်ပွားမှုနှစ်ဖက်ပေါ်ဆင်တွေ့ဆုံပြင်ရှင်းရမည်ဖြစ်ကြောင်း HSPB ကယနေ့မှသတင်းထုတ်ပြန်ပါတယ်။ဧပြီလ20ရက်နေ့29ရက်နေ့တို့မှလာရွှေနယ်တီဘောမြို့နယ်ဆက်အနက်မှနယ်ကုန်းပေါင်းရွာကြား SSPB တပ်တွေနဲ့ MND တပ်တွေကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ရေးတီတွင်မှုရှင်းနေရဖြစ်ပွားခဲ့ကနှစ်ဖက်တပ်တွေရုံးရင်ဆန်ကထိုးချဲရိုက်နှက်ဖမ်းဆီးမှု24နေရာရှိခဲ့ကြောင်းနှစ်ဖက်သောရဲဘော်တွေကထိခိုက်ဒဏ်ရာရှိမှုရှိကြောင်းသိရပါတယ်။ ရန်ပြည်ဒေါ်တဲ့ပါတီရန်ပြည်တမတော်မြန်မာမျိုးသားဒီမိုကရက်တစ်တမတော်ကြောင့်နှစ်ဖက်စီရေးတည်တွင်မှုစည်ရေးတင်မာမှုတွေဖြစ်ပွားခဲ့မှုတို့နှစ်ပါတီပုံအဆင့်တွဲဆောင်ဆွေးနွေးတော်မူဖြစ်ကြောင်းယနေ့ဘရလာ30ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။နှစ်ဖွဲ့စလုံးကလက်တွဲပေါ်ဒေါ်လာရေးအဖွဲ့အစည်းများဖြင့်နှစ်ပေါင်း၁၀စုနဲ့ချီအေတူဖို့များအမိတဲ့ရဲ့ကုညီရိုင်းပင်လက်တည်လာခဲ့တဲ့မာမေးဖွဲ့စည်းဖြစ်ချက်ကြတော့လေ။တဲ့တညာနဲ့ကွန်ဆင်ဆင်ဒုတိယပိုင်းကာလကစပြီးနှစ်ဖက်ရဲဘော်တွေကြာမကြေချမ်းမှုတွေစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တက်တောင်ညာနယ်ကဆင်းဆင်းဒုတိယပိုင်းကာလကစပြီး SSPB ရောက်ကြရင်လည်းမြေတွင်သဝင်ရောက်ပြတ်တန်းလာခဲ့ကြတယ် MNDA အောက်ခြေတပ်ဖွဲ့နဲ့ SSPB အောက်ခြေတပ်တွေရဲ့ဘာသာစကားပေါင်ကျဲမှုအားနေခြင်း SSPB နယ်မြေတွင် MNDA တပ်ဖွဲ့တွေပြတ်တန်းသွားလာမှုကို MNDA ဘဟုကတရားဝင်ကြောင်းကြမှုအားနေခြင်းတို့ပေါ်နှစ်ဖက်ရဲပေါ်ပြီးမကြည်ချမ်းမှုတွေစတင်ခဲ့ခြင်းဖြစ်ကောင်းဧဘလာ28ရက်နေ့မှာမလိုလားတဲ့ရုံစိုးကျေးတံနဲ့ထိတွေ့မှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ SSPP နဲ့ MNDA တို့ကမြောက်ပိုင်းမဟာမိတ်ကွန်းအဖွဲ့ဖြစ်ကြပြီးရင်းအဖွဲ့မှာ UWS အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်တော်မိုင်းလောက်အဖွဲ့ရက်ခိုင်စင်တန်ပလောင်အမျိုးသားလူမျိုးရေးတပ်တော် TNL တို့လည်းပါဝင်ပါတယ်ဆလာဘီနောင်စုတောင်ခန့်ဒေသစစ်တပ်ကောင်နဲ့တက်စကန်ဒီတိုက်ပွဲဖြစ်ပွားချိန်စစ်လင်နဲ့အစိမ့်ဝေပုံစံတလုံးချင်းကြောင့်ရှမ်းပြည်နယ်နောင်စုမြို့နယ်တောင်ခန့်ကျန်ရှိဂျပန်စစ်တပ်ကောင်နဲ့တက်စကန်ဒီတိုက်ပွဲဖြစ်ပွားနေချိန်စစ်တပ်ကလင်းနဲ့အစိမ့်ဝေပုံစံတလုံးချင်းကြောင့်တိုက်ခိုက်ခဲ့ကြောင်း DNA လင်ကသတင်းထုတ်ပြန်ပါတယ်။ ဧပြီလ20ခုနှစ်မနက်9:00နာရီမိုးလယ်3:40မိနစ်ချိန်ထိစစ်တပ်ကနောက်ချုံမြို့နယ်တောင်ကန်ကျေးရွာကိုအနေနဲ့တက်စကန်ဒီမှာတိုက်ပွဲဖြစ်ပွားနေချိန်အလင်းရဲနဲ့အစိမ့်ဝင်ပုံစံတလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်တို့ပြင်ဂျပန်စစ်တပ်ကအနေနဲ့တက်စကန်နဲ့453တက်စကန်မှာအဂျပန်စစ်ကောင်စီတပ်သားတွေကလည်း120မမလက်နက်ကြီး26လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် အကြပ်ဖက်စေကောင်းစီကအပြည့်ခက်ရစေကောင်လာကိုဘရလောက်ကောင်ဒီထမှန်တတန်တိုးတော့လေဘလောက်ပြင်းတဲ့လွမြိုက်တဲ့ OPS LFDN နဲ့လေအုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်ရင်ရတဲ့ပြည်တင်းချင်းဒိုးစစ်စင်နေပြုတ်လုချင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိနေရတဲ့ကိုလေကျောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းနဲ့လှုပ်ဆောင်နေရရှိကြောင်းသိရပါတယ်ဧပြီလ24ရက်နေ့ကလည်းနောက်ချုံမြို့နယ်ကိုဂျပန်စစ်ကောင်စီတပ်ကလေကြောင်းနဲ့စိတ်ငွေပုံရှင်းလုံးနဲ့ပုံ29လုံးလောက်ကြဲကြတိုက်ခိုက်ခဲ့ပါတယ် ဆလပင်စစ်ကောင်စီရဲ့ယာယီရှင်းမြောက်တိုင်းစစ်တောင်နောက်ကျုံချိန်ဆိုင်ထားတဲ့တန်ရံမှာပောက်ကွဲမှုဖြစ်ပြီးလို့တချို့ဒီကြိုက်တဲ့အရာဂျပန်စစ်ကောင်စီရဲ့ယာယီရှင်းမြောက်တိုင်းစစ်တောင်နောက်ကျုံအချိန်ဆိုင်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့မှာပောက်ကွဲမှုဖြစ်ပြီးလူထိကြိုက်တဲ့အရာမှုရှိကြောင်းဒေသပြည်သူတို့ကပြောပါရယ်ဧပြီလ30ရက်နေ့မော်လ12:40မိနစ်ချိန်တန်ရံမြို့အမှတ်နေရကွန်နောက်ဖက်လမ်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းရင်းနေရသောလက်နက်ကြီးကြောင်းတို့ပြောဆိုမှုတွေရှိပြီးတချို့ကတော့မိုက်ပောက်ကွဲမှုဖြစ်တယ်လို့ပြောဆိုကြကြောင်းပောက်ကွဲမှုဖြစ်ပွားနေရနေမှာလူနောက်ထိကြိုက်တယ်လို့သိရကြောင်းဒေသပြည်သူတို့ကဆိုပါရယ် ဖြစ်တာကလည်းနဲ့ကြေကြာလည်းပြောတယ်ပုံပေါက်တယ်လည်းပြောတယ်လူနဲ့ဥထည်ရရှိရဲဆိုတာကြားတယ်ဘာဖြစ်လို့လဲမသိဘူးတေချောင်းအိုင်နာသွားကြည့်မြေချင်းကြီးပါဖြစ်နေလောက်ရွှေမြမအမန်ဒီကအရှင်းမြောက်တိုင်းစစ်တာနာကျောက်ကိုတိုက်ခိုက်သိမ့်ပိုက်ပြီးနောက်စေကောင်းစေကတန်ရမြတ်မှာယာယီရှင်းမြောက်တိုင်းစစ်တာနာကျောက်ချင်းဆိုင်ထားတာက UWS စီနဲ့ SSPP တပ်ဖွဲ့တွေတော်လာလှုပ်ရှားမှုရှိကြောင်းဒေသပြည်တွင်းနဲ့တော်လိုင်းတဲ့မြေချုပ်ကသိရပါဗျာ နောက်ထပ်တင်ဆက်ပေးမှာကတော့ရေစက်ကြိုးမှာဘလဘရွာတစ်ခုလုံးကိုစစ်တပ်ကမီးရှို့ပြီး PDF ကမီးရှို့ရေးစစ်သားတွေကမိငိမ့်တရားမျိုးတပ်ပုံရိုက်ဝါဒပြန်ခဲ့ရဟုအလင်းဝင်စစ်ကောင်စီတပ်စစ်မှုရတဲ့သားတွေကဝန်ခံမကွေးတိုင်းရေစက်ကြိုးမြို့နယ်ဘလဘချင်းရတစ်ခုလုံးကိုစစ်တပ်ကမီးရှို့ပြီး PDF ကမီးရှို့ရေးစစ်တပ်မိငိမ့်တွေကိုတပ်ပုံရိုက်ဝါဒပြန်ခဲ့ရဟုအလင်းဝင်စစ်မှုရတဲ့သားတွေကဝန်ခံပြောဆိုပါတယ် ရေစကြုံမြို့ခလာ259မှာစစ်မှုထမ်းတပ်သားကိုချင်းစံကိုရေစကြုံမြို့ခလာ256တပ်မှာစစ်မှုထမ်းတပ်သားမြင်းဆိုင်ရေစကြုံမြို့ခလာ258တပ်ကစစ်မှုထမ်းတပ်သားကိုစီသူကျော်တို့မှာစားသွက်ဝင်ဆိုပြီးတဲ့တပ်ဖွဲ့ဝင်တို့အလင်းဝင်လာပြန်အောင်ရင်ကဲ့သို့ကျွလွန်ခဲ့ပြမှုတွေကိုဝန်ခံလာကြခြင်းဖြစ်ပါတယ်။ ဧပြီလ20ရက်နေ့ရေစံကျုံမြို့ချင်းဆိုင်ကာလာ956 259 58စစ်တပ်ကစစ်ကောင်စီတပ်သားတွေကရေစံကျုံမြို့နဲ့ဘလဘော့ကျေးရွာတွင်ကိုစစ်ကြောင်းထုံရောက်ကပြည်သူ30ခန်းကိုတစားကဖမ်းဆီးထားပြီးကြေးရွာမှနေနေကိုနှစ်ရက်ဆက်တိုင်းမိရှုပ်ဖျက်ဆီးခဲ့ကြောင်းတရားလုံးပြကြဆုံးရှုံးခဲ့ကြောင်းရင်နောက် PDF ကမိရှုပ်ပြီးစစ်တပ်မိငိမ့်တဲ့စစ်တပ်ငိမ့်တဲ့အမယ်လို့တပ်ပုံနဲ့ရိုက်ကူကဝါရဖြန့်ခဲ့ကြောင်းစစ်မှုနဲ့တပ်သားတွေကဝန်ခံပြောဆိုပါတယ် ဘလဘရကုမင်းရှော့နှစ်ခါရှော့တော့ပထမတစ်ခါရှော့ပြီးတဲ့အချိန်မှာသူတို့စစ်တပ်ကထိန်းသိမ်းထားတဲ့ပုံကြီးကြောင်းထဲမှာဒဇာကလုံးဖန်ထားတဲ့ဘွားတော်ကြီးနဲ့အဖိုးကြီးတယောက်ရဲ့သူတို့ကတော့ရောက်မင်းရှော့တာကိုမြင်တော့သူတို့အိမ်ထဲမှာနှွားတွေခြိထားကြတာရှိတယ်ပြောပါတယ်ရှော့တာကတော့စစ်တပ်ကရှော့တာသူတို့ဘာသာသူတို့ရှော့ပြီးဒဇာကနဲ့ကိုကြီးတောင်းလို့သူတို့ဘာသာသူတို့သွားညိမ့်နေ PDF ကမင်းရှော့လို့တက်မတော်သားတွေကညိမ့်ပေးပါတယ်ဆိုပြီးတော့ live mode နဲ့အဲ့ဒီ about လေးလို့ခေါ်တဲ့သူကိုယ်တိုင်ကသူတို့တပ်ပုံမှတ်တမ်းနဲ့ video မှတ်တမ်းတွေကိုယူလာပါတယ် ။ကလင်းဝင်လာစစ်မှုထမ်းတပ်သားတွေမှာစစ်မှုထမ်းပန်းစင်ချောင်းနဲ့အပတ်စင်ရှင်ကတပ်သားတွေဖြစ်ကြပြီးစစ်ရာရှိတွေကပြည်သူလူထုကိုအနိုင်ကျင့်ခိုင်းနေမှုတွေကိုမကန်စားနိုင်ရထွက်ပြေးလာကြခြင်းဖြစ်ပါတယ်။ပြည်သူတွေကိုဒုက္ခပေးတဲ့အိမ်တွေကိုမိနေရှော်တယ်မရှော်မင်းတို့အိမ်တွေလားမင်းတို့အဖေအိမ်တွေလားလို့ပြောတယ်တွေ့ရတဲ့တွေကုံဆဲခေါ်တဲ့ဖုန်းတွေကုံသိမ်းနေပြည်သူစီကမတရားနိုင်ခြင်းနဲ့သူတို့ဖွဲ့နေတဲ့အိမ်စင်မပြေဘူးဒါကြောင့်မို့ပြေးလာလို့အလင်းဝင်စစ်မှုထမ်းတပ်သားကရှင်းလင်းပြောဆိုပါတယ်